တောင်းရင်တတ်ဖို့တွေကိုတောင်းရင်ဒါတွေတိထားဖို့လိုတယ်နော်ခမင်းအသက်9ရက်ရေအသက်တမနဲ့ရေလို့တောင်းဆိုရရှိသလိုရေကနေ့စဉ်ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုဖြစ်စဉ်တွေကိုကောင်းမွန်စွာလေပတ်စေနိုင်ဖို့အရေးကြီးတဲ့အခါမှာပါဝင်ပါတယ်ရေတပ်မှုတွေနဲ့ထိတွင်ထားပြီး pH 7ရေတပ်စစ်စစ်ကိုဆိုင်တွေမှာရောင်းချလာကြပါတယ်ဆိုင်တွေမှာရောင်းချတဲ့တောက်ရေတပ်ကို တူတူကိုကိုဝတ်တော့ပူကြမှာပါဒါပေမဲ့ရေတပ်မှုတွေဝတ်တော့တော့မယ်ဆိုရင်ဒါတွေကိုတည်ထောက်ဖို့လိုပါတယ်ဘာလို့လဲဆိုရင်ဒီရေတပ်မှုတွေကဘလောက်ထိစိတ်ချရသလဲရေတပ်မှုကိုထုတ်ပေါ်ထားတာတွေကပြစ်စင်းမှုရှိနေသလားပူတွေက ပါတဲ့ရေကတက်ရှင်မှုရှိနေရဲ့လားရေတပ်မှုကနေအောင်နဲ့တိုက်ရိုက်ချီတွေ့မှုရှိတဲ့နေရာမှာ ထားထားတာလားရေတပ်မှုတွေအမုံများပတ်ဝန်းနေသလား ဟီတမူရဲ့ကုံဆုံးရက်ကဘယ်နေ့လဲဆိုတာကြည့်ပေးပါဟီတမူက FDA ရဲ့ခုပြချက်ရရှိထားလားကြည့်ပေးပါနောက်ပြီးရေမာအယောင်ရှိနေလားအနက်ရှိနေလားစစ်ဆေးပေးပါဒါတွေကိုမဖြစ်မနေဆန်းစစ်ပြီးမှဝက်တော့ပါလို့မလိုက်ချင်ပါနဲ့ဒါတွေကိုမစစ်ပဲဝက်တော့မိရင်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်ဒီတော့မူကနေရောင်နဲ့ဒါရိုက်ထိတွေ့မိရင်ဘူးကထုတ်ပေါ်ထားတဲ့ပလတ်စတစ်မှာပါတဲ့ဓာတုပစ္စည်းတွေက ထွက်လာပြီးရေမာပျော်ဝင်စေတာကြောင့်ဇမ္မာရေကိုထိခိုက်စေပါတယ်။ဒါကြောင့်တောက်တုံးရေကိုပူးထည့်ထည့်ပြီးအခန်းပူခြင်းမှာထားတောက်တုံးမှဆိုရင်၄နာရီကနေ၈နာရီအတွင်းပဲထားတင်ပါတယ်။ဖြည့်ကိတတာထဲထားမှဆိုရင်၄ရက်ကနေ၅ရက်ထိ ထားလို့ရပါတယ်။ဒီတဘူကိုတောက်တုံးတဲ့အခါကျမရင်းနဲ့ညင်ညွတ်ပြီး P7 ပြေးသွားတဲ့ရေကိုဒါတောက်တုံးပေးပါ။နေအောင်နဲ့တိုက်ရိုက်ထိတွေ့ထားတဲ့ရေတပ်ဘူးတွေကိုမတောက်တုံးဖို့မလိုက်ချင်ပါနဲ့။